ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရစေ Now to series ထဲမှာတန်ပါတယ်လို့သတ်မှတ်နိုင်တဲ့ character တွေက do နဲ့ day ကိုတည်ရှိနေခဲ့ကြပါတယ် Osuski ရေဆိုရာကလည်း goal level ဖြစ်ကြသလို Kakeri ရေဆိုရာကလည်း nation တစ်ခုလုံးကိုတောင်သိပိုင်နိုင်တဲ့အထိအင်အားကြီးမှကြပါတယ်ဒီလိုလူတွေအပြင်ဆေးလိုတတ်မှတ်နိုင်တဲ့လူသားတွေလည်းရှိနေခဲ့ပြီး power system အရာဆိုရင်တော်တော်တန်မာချတဲ့လူတွေပဲဖြစ်ပါတယ် ရှပူတန်းမှာဆိုရင်တော့မာဒရာဆာစကဲနဲ့နာအုထူတို့ကချာဂရာအများဆုံးနဲ့အတန်အမဆုံးရှိနိုဘီတွေဖြစ်ခဲ့ကြပါတယ်။နာအုထူကိုပြုစုရေးသားသူခီရှိမိုတိုကိုရိုင်းကလည်းဘရိုဒိုကိုဆက်လက်ဖန်တီးတဲ့နေရာမှာရှပူတန်းခရိုက်တာတွေကိုတော်တော်ကြီးနှိပ်ချပစ်လိုက်ပါတယ်။ဒါကြောင့်နာအုထူဖန်တတော်များများကဘရိုဒိုရဲ့ယူနီဗာစ်ကိုမုန်တီးခဲ့ကြပါတယ်။ဒါပေမဲ့ဘရာသားတို့တတိမထားမီနိုင်တာတခုကခီရှိမိုတိုရဲ့ပြောင်းလဲဖန်တီးမှုတခုဖြစ်ပြီးရှပူရန်မှာဂျစ်ဆူရေကိုအသာပေးဖော်ပြခဲ့တဲ့လောက်ဘရိုဒိုမှာတော့လက်ယုံရေကိုသာအသာပေးဖော်ပြခဲ့ပါတယ်။ နောက်တော့ Syria 85ရာဂိုင်းနှုန်းတော့ battery ကလည်းယုံကြည်နေတာတခိုက်ခဲထားတဲ့ battery ဒါဖြစ်ပါတယ်။နောက်တော့လည်း Sarskero ရဲ့ပထမဆုံး battery နဲ့ဒုတိယ battery ကလည်းလက်လက်ချင်းရှင်းချခဲ့တဲ့ battery ဖြစ်ပြီးခါခါရှိနဲ့ Obitoro ရဲ့ battery ကလည်းလည်းယုံကြည်နေတာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ရှိပူရမဟာဂိုရမိုဖန်တီးခဲ့တဲ့နင်းရှူဒမဟုတ်နင်းကျစုတွေကိုအသာပေးဖော်ပြခဲ့ပေမဲ့ဘရူထိုမှာတော့ထိုင်းကျစုတွေကိုသာအသာပေးဖော်ပြလာခဲ့ပါတယ် ထိုင်ကျဆူဆိုတဲ့နေရာမှာလည်းခါမာအနှံ့အသားနဲ့ရင်းနှီးခံတွေကလည်းထိုင်ကျဆူကိုပိုကောင်းတဲ့တိုက်ခိုက်နည်းတစ်ခုဖြစ်အောင်ဆပ်ပုတ်ပေးနိုင်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်က Shinobi Universe ရဲ့အကြမ်းဆုံးထိုင်ကျဆူ user ၁၀ယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ထုံးစံအတိုင်းအားအနည်းဆုံးထိုင်ကျဆူ user ကနေအတန်းမှဆုံးထိုင်ကျဆူ user အထိအစင်လိုက်စီပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးချဖို့တောင်းဆိုချင်ပါတယ်။ကဲထိုင်ကျဆူထိုင်ကျဆူဆိုတာ Shinobi တိုင်းအတွက်အခြေခံကြားတဲ့ ability တစ်ခုပဲဖြစ်ပါတယ်။ Firebird တစ်စုတစ်ခုလုံးကိုပြပြစစဖန်တီးနိုင်နေရင်တောင်လူတယောက်ကိုတိတိကျကျမထိုးနှက်နိုင်သေးရင် Shinobi တယောက်လိုလုံးဝမခေါ်ထိုက်သေးပါဘူး။ Gara လိုမျိုးအလုံးစုံကာကွယ်နိုင်သူကိုတောင်ထန်ကျစုတစ်ခုနဲ့ Rock Lee ကထိ ंछ ုပ်ပြသွားခဲ့တာမျိုးဖြစ်ပါတယ်။ဒါကြောင့်နောက်ထပ် series ကကျွန်တော်တို့ကိုအရေးအချင်းတွေဘလောက်ပဲကောင်းမွန်နေပါစေအခြေခံကြားတဲ့ scale set တွေရှိမနေဘူးဆိုရင်တေချာပေါက်လူရမဝင်နိုင်ဘူးလို့တင်ကြားပေးထားခဲ့ပါတယ်။ Brojo series မှာ lower chat တွေအားနည်းချက်တွေအများကြီးရှိနေတာမှတ်ကန်ပင်မယ်။ အဲ့ဒီ series မှာစပူတန်းမှာဒုံကလူမျိုးစုစားမျိုးတွေခေးပြီးဆိုတဲ့ chakra တိစောက်မှုပုံစံတွေကိုတက်နိုင်တဲ့လောက် short chart ထားခဲ့ပါပြီ။ Brodo မှာဆက်လက်ချပြခဲ့တာကတော့ Karma နဲ့ Shinobi ပစ္စည်းတွေပဲဖြစ်ပါတယ်။ Brodo Uzumaki မှာဆိုရင်လည်း Rasengan ရဲ့ version ခွဲတစ်ခုဖြစ်တဲ့ Uzuhiko ကတရှိနေခဲ့ပါတယ်။ Uzuhiko က Brodo ရဲ့ခန္ဓာကိုယ်ပပလဲမှာတရှိနေခဲ့ပြီး defensive ပုံစံအနေနဲ့တရှိနေခဲ့တာပါ။ ဒါဟာဘိုရိုဒိုရဲ့နောက်ဆက်တွဲမန်ကမပါဝင်လာတဲ့အကြောင်းအရာတွေဖြစ်ပြီးခီရှီမိုတိုကထန်ချစ်စုကိုအထာကျကျအသက်သွင်းနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဘိုရိုဒိုရဲ့နောက်ပိုင်းဖလော်ရီဟာဒရဂွန်ဘောအန်နမဲနဲ့တောင်ဆင်တူလာနေခဲ့ပါတယ်။ဒါရီကိုအသာထားပြီးဘသူကအကောင်းဆုံးထန်ချစ်စုယူဇာဖြစ်မလဲဆိုတာကိုအကောင်းဆုံးအဖြေရှာကြည့်ကြတာပေါ့။ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့် criteria တွေက legendary ထန်ချစ်စုယူဇာတွေဖြစ်တာကြောင့်အများစုကတော့တက်ရှိထင်ရှားမရှိကြတော့ပါဘူး။ ။ထန်ကျေစု user ဆိုတာကသူတို့ရဲ့ fashion နဲ့ talent တွေကိုဦးစားပေးတဲ့ shinobi တွေကိုပဲသတ်မှတ်ထားတာကြောင့် ososki တွေလိုမျိုး gore နဲ့ overrated criteria ကတော့မပါဝင်နိုင်ပါဘူး။ကဲဒီနေ့ video ရဲ့ number 10နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ကျေစု user ကတော့ကိုတုတ်ချောင်းခေါ်နေကြီးပဲဖြစ်ပါတယ်။နောက်ထိုးနဲ့နောက်ထိုးစပူရန်ရဲ့ storyline မှာနဲကြီးကတော်တော်လေးအရေးပါတဲ့ character တစ်ခုဖြစ်ခဲ့ပါတယ်။နဲကြီးရဲ့ကလေးဘွားဟာထန်ကျေစုနဲ့ဟျူကာမှာဆိုရင်ပါရမီအပါအဆုံးကလေးတစ်ယောက်ဖြစ်ခဲ့တာပါ။စိတ်မကောင်းစရာတစ်ခုကနဲကြီးသည် ခွဲထွက်မိသားစုကနေဆင်းသက်လာတာကြောင့်နှစ်ဖူးမှကျင်းစာအမှတ်တစ်ခုကိုလက်ခံရရှိထားခဲ့ပါတယ်။ဒီ Cosmos ကို Main House ကထိန်းချုပ်ကင်တွေ့ပြီးနေကြီးရဲ့ပြာကုကန်နဲ့အသက်ကိုအပြေးတိုင်နှုတ်ယူနိုင်စွမ်းရှိပါတယ်။ခွဲထွက်မိသားစုဝင်ဖြစ်နေတာကြောင့်ကျစုတိုင်းကိုလေလာတင်ကြားခွင့်မရခဲ့ပါဘူး။ဘာလို့ဆို Hugary အသုံးပြုတဲ့ကျစုတိုင်းကို Main House ကကန့်သက်ထားတာကြောင့်ပါ။နေကြီးမှာမိသားစုနဲ့ပတ်သက်ပြီး trauma တွေအများကြီးရှိထားတာကြောင့်အပြစ်မရှိတဲ့ဟီနာသားအပေါ်မှာအပြစ်တွေကိုပုံချမိခဲ့ပါတယ် နက်ဂျီရဲ့ဖခင်ကဟီနာတာရဲ့အဖေအတွက်အသက်ပေးထားတာကြောင့်ပို့ပြီးတော့စူးစမ်းသင်ယူလေးရှိပါတယ်။နက်ဂျီကဟျူဂါရဲ့ဂျီနီယပ်စ်တယောက်လည်းဖြစ်တယ်လို့ဗျာဂူကန်နဲ့ပတ်သက်လာရင်လည်းတော်တော်လေး talent ရှိရှာပါတယ်။ဘရာသာတို့မိနေနိုင်တာကတော့နက်ဂျီကနာဟုတို့ခင်မှာအကျန်းဆုံးဂဲနစ်တယောက်ဖြစ်ခဲ့ပြီးစပူရန်ကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာပထမဆုံးဂျိုနီဖြစ်လာတဲ့ခူးလမတာတင်အဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။နက်ဂျီကငငယ်ကလေးတဲကဟျူကာမန်ဘာတိုင်းကိုအနိုင်ယူထားနိုင်ခဲ့ပြီးသူနေအိမ်ဆမ်းမှာလည်းဟျူကာရဲ့ဆက်ခံသူဟီနာတာကိုအနိုင်ပိုင်နိုင်ခဲ့ပါတယ် နောက်ထူနဲ့တက်ခိုက်ခဲ့တဲ့အချိန်မှာတော့အထင်သေးတာကြောင့်ရောအဲ့လောက်ကြီးထိစိတ်မပါတာကြောင့်ပါနောက်ထူကိုရှုံ့နှိမ့်သွားခဲ့ရပါတယ်ဘရာဒါတို့အနေနဲ့အဲ့ဘက်ထဲမှာနာဝထုကနေဂျီကိုအနိုင်ရရှိသွားလို့နာဝထုကနေဂျီတပ်ပို့ပြီးတန်ပါတယ်လို့ထင်နေရင်တော့မှားပါတယ်။ချူနီအိဇက်ပြည်ဆုပ်သွားတဲ့နောက်ပိုင်းမှာတော့ဆာစကဲကိုပြန်လည်ခေါ်ဆောင်ဖို့တာဝန်ပေးရခံခဲ့ရပြီးအဲ့မစ်ရှင်မှာနေဂျီတယောက်ကီတိုမာရုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဆာစကဲကိုပြန်ခေါ်ဆောင်ရတဲ့အပိုင်းမှာ1 by 1 battery ကိုတော်တော်ကြီးခန့်စားခဲ့ရပြီးကျွန်တော်ကတော့နေဂျီရဲ့1 by 1 battery ကိုတော်တော်လေးကြိုက်နှစ်သက်ပါတယ်။ ချိုဂျီနဲ့ဂျီရိုဘိုရဲ့ဘက်ထဲမှာတောင်ချိုဂျီကသူ့ရဲ့အရေးအချင်းနဲ့တိုက်ခိုက်နိုင်ခဲ့တာမျိုးမဟုတ်ခဲ့အစာဆေးလုံးတွေရဲ့အကူအညီကိုအားကိုးခဲ့ရပါတယ်။ဆူနာရဲ့ရဲ့ကျေးဇူးကြောင့်သာမဟုတ်ဘူးဆိုရင်တေချာပေါ့ချိုဂျီတယောက်အသက်သေဆုံးသွားနိုင်ပါတယ်။ခီရိုမာရုဆိုရာဘရာသာတို့တီးတဲ့အတိုင်း range တစ်ခုကနေတိုက်ခိုက်တတ်တာကြောင့်နဲဂျီအတွက်စန့်ကျင်ဘက်ရဲ့သူတယောက်ဖြစ်ခဲ့ပါတယ်။ခီရိုမာရုကပင်ကူရီကိုဖန်တီးနိုင်ပြီးသူကိုယ်တိုင်ကလည်းပင်ကူတကောင်အတိုင်းတိုက်ခိုက်လေရှိပါတယ်။ခီတိုမာရုကပေကူကြီးတကောင်ကိုဆင့်ခေါ်ပြီးပေကူအသေးစားလေးတွေကိုထောင်ထဲချပြီးဖန်တီးနိုင်စွမ်းရှိပါတယ်။ ခီရိုမာရီရဲ့ range ကကီလိုမီတာအများကြီးကနေတောင်မြားတလက်နဲ့တိုက်ခိုက်နေတာကြောင့်တော်တော်လေးကြမ်းတဲ့အနေအထားမှာရှိပါတယ်ဒါပေမဲ့နေဂျီကလည်းခီတိုမာရူအသုံးပြုတဲ့ချီမင်တွေကိုဂျန်တက်ဖစ်နဲ့ဖြတ်တောက်နိုင်ခဲ့ပြီး8 Trigan 128ချက်ကိုအသုံးပြုကဖြည့်ရှင်းနိုင်ခဲ့ပါတယ်။ခီတိုမာရူကလည်းနောက်ဆုံးအချိန်မှာမြားတစ်စင်းကိုသူ့ရဲ့ချီနဲ့ပေါင်းဆက်ပြီးနေဂျီကိုထိခိုက်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။နေဂျီကလည်းသူ့ကိုတိုက်ခိုက်တဲ့ချီဂျိုကနေဂျန်တက်ဖစ်ကိုအသုံးပြုပြီး Level 2 Cosmo Version ကိုအသုံးပြုထားတဲ့ခီတိုမာရူကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ နယ်ဂျီကိုရိုင်းကအဲ့ဘက်ထဲမှာထန်ဂျက်စုက range user ကိုတောင်းအနိုင်ယူနိုင်ကြောင်းတက်တည်ပြသထားခဲ့ပါတယ်။ခီတိုမာရူနဲ့နယ်ဂျီတို့ရဲ့ဘက်ထဲပြီးဆုံးသွားတဲ့နောက်မှာနယ်ဂျီရဲ့အခန်းကဏ္ဍက၄ချိန်မြောက်ရှင်လိုပြီးစစ်ပွဲမှာမှပြန်လဲအရေးပါလာခဲ့ပါတယ်။၄ချိန်မြောက်ရှင်လိုပြီးစစ်ပွဲမှာတော့သူ့ရဲ့အဆုံးသက်ကိုဒုံချောင်းနေနဲ့ဖန်တီးပြသခဲ့ပြီးမဖြစ်တဲ့အဆုံးသက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။နံပါတ်၉နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ဂျက်စု user ကတော့ကျွန်တော်တို့အားလုံးရဲ့၁၆စင်တီမီတာဆူနာတဲ့ပဲဖြစ်ပါတယ်။ နံပါတ်9နေရာမှာကျွန်တော်ကတော့ဆူနာတဲ့အပြင်ဆူနာတဲ့ရဲ့တပည့်ဆာကူရာကိုပါထားထားချင်ပါတယ်။သူတို့နှစ်ယောက်ရဲ့အရွယ်အစားကကွာဟမှုရှိနေပေမဲ့ခန့်ချစု level ကတော့မတိမ်မရဲ့အနေအထားမှာရှိနေတာကြောင့်နံပါတ်9နေရာမှာနှစ်ယောက်စလုံးကိုထားထားလိုက်ပါမယ်။ဆူနာတဲ့နဲ့ဆာကူရာတို့က Magic Ninja တွေဖြစ်နေကြပေမဲ့ခန့်ချစုမှာလည်း Power Me ကြောင့်တော်တော်လေးထူးချွန်ခဲ့ကြပါတယ်။နေ့ကျင်းတဲ့ဟီနာထားတို့အသုံးပြုတဲ့ထန်ကျစု အမျိုးအစားကိုကြတော့ machine gun လို့ခေါ်ဆိုနိုင်ပြီးစနွားတဲ့နဲ့ဆာကူရာတို့အသုံးပြုတဲ့ထန်ကျစုတွေကိုတော့ shotgun အမျိုးအစားလို့သတ်မှတ်ကြပါရစေ။ ဘာလို့ဆိုတစ်ချက်တည်းနဲ့ပွဲသိမ်းဖြစ်နိုင်တဲ့လက်သီးချက်တွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်တော်ယုံတန်ယုံလူကတော့ဆာကူရာရဲ့လက်သီးတစ်ချက်ကိုခန်းစားလိုက်ရတာနဲ့ပြန်ထလာနိုင်ဖို့ဆိုတာလုံးဝလုံးဝမသေးချပါဘူးဆူနာတဲ့ရဲ့ဘတ်ထဲဆင်းတွေကအရန်နေပါခဲ့တာကြောင့်သူမရဲ့ထန်ဂျီဆုစကေးဆက်တွေကိုအိုရိုချီမာရုနဲ့ဘတ်ထဲမှာသာချပြခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကအိုရိုချီမာရုရဲ့လန်ဒန်ဘက်ကမုတ်ဒီဘက်တွေဖြစ်နေတာကြောင့်ဆူနာတဲ့ရဲ့ထိုးချက်တွေကိုကဘာပြတ်တယ်လို့ရှောင်ရှားခဲ့ရရှာပါတယ်ဆူနာတဲ့ရဲ့ထိုးချက်မှာပါဝင်တဲ့ပြင်းအားကရဲတိုက်တစ်ခုလုံးကိုတောင်ပြိုကျပျက်စီးသွားအောင်ကတ်ခိုက်နိုင်ခဲ့ပါတယ် နောက်ပိုင်းမှာလည်းခါကာရှိရဲ့အစင်းလောက်မှာရောက်ရှိနေခဲ့တဲ့ခါဘူဒိုကဆူနာဒဲကိုဆက်လက်တိုက်ခိုက်ခဲ့ပြီးခါဘူဒိုကလည်းမက်ဒီကယ်နေဂျာတယောက်ဖြစ်နေတာကြောင့်ဆူနာဒဲကိုကောက်ကောက်ကြီးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒီနေရာမှာခါဘူဒိုရဲ့ထန်ဂျက်ဆုစကေးဆက်ကလည်းတော်တော်ကောင်းမွန်တာကိုတွေ့ခဲ့ရပါတယ်။ဒီဘက်ထဲမှာတော့ဆူနာဒဲကသူ့ရဲ့ speed ကိုအသုံးပြုပြီးပြင်းအားများတဲ့လက်တီချက်တွေကိုသာထုတ်ဖော်ပြသခဲ့ပါတယ်။ Legend National Bee စစ်ပွဲအတွင်းမှာတော့ဆူနာဒဲတယောက်ပြန်လည်တိုက်ပွဲဝင်ခဲ့ပြီးမာဂျရာရဲ့ဆဇန်ဒိုကိုတောင်အကွဲသွားတဲ့အထိပိတ်ကန်နိုင်ခဲ့ပါတယ်။ မာဂျူရာရဲ့ဆူဆန်တို့ဆိုတာနာအိုထိုရဲ့ဘေဘောရာဆင်ကန်ရဲ့တက်ခိုင်းမှုကိုတော့အကောင်းဆုံးကာကွယ်ထားနိုင်ခဲ့တာကြောင့်ဆူနာတရဲ့လက်သီးကနာအိုထိုရဲ့ရာဆင်ကန်အကြီးစားထက်တောင်ပိုပြီးတော့ကျန်းနေခဲ့ပါတယ်။ဆူနာတရဲ့ရှော့ကန်လက်သီးချက်ကမာဂျူရာရဲ့ဆူဆန်တို့ကိုတော့အကွဲသွားဖျက်ဆီးနိုင်ခဲ့တာကြောင့်နံပါတ်9နေရာနဲ့ထိုက်တန်နေခဲ့ပါတယ်။ဆူနာတရဲ့ဒန်တူဆာကူရာကလည်းနံပါတ်9နေရာနဲ့ဆက်လက်ထိုက်တန်နေခဲ့ပါတယ်။ဆာကူရာရဲ့ထိုင်ကျစု rating ကနာအိုထိုရှပူဒန်မှာ3 out of 5သာရှိနေခဲ့ပြီးဘရိုတို series အရှောင်းမှာတော့5 out of 5ဆိုတဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။ ဆာကူရာတယောက်ချာဂရာကလည်းသူ့ရဲ့တန်မာမှုကိုပြောင်းလဲနိုင်တဲ့အတွက်ကြောင့်ရဆူနာတဲ့ရဲ့ထိုင်းချစ်စုကိုပါအမွေရရှိထားတာချောင်းပါအများကြီးတန်မာမှုရှိနေခဲ့တာပါဆာကူရာတယောက်ဆူနာတဲ့စီမှာပညာသင်ကြားပြီးသွားတဲ့နောက်မှာပထမဆုံးထိုင်းချစ်စုကိုဆာဆိုရီစီမှာစတင်အတော်ပြုခဲ့ပါတယ်ဆာဆိုရီရဲ့ရုပ်သေးတွေကိုဆာကူရာတယောက်လက်နက်ဖက်နဲ့ပဲရင်ဆိုင်ဖြစ်ရှင်းခဲ့ပါတယ်ဒီအချိန်မှာဆာကူရာကိုအဖွားချီယိုကထိန်းချုပ်တိုက်ခိုက်နေတာမျိုးဖြစ်လို့ဒီတိုက်ခိုက်မှုတွေကဆာကူရာရဲ့တရားရဂိုင်းနိုးတော့တိုက်ခိုက်မှုတွေဟုတ်မနေခဲ့ပါဘူး ဒါပေမဲ့လည်းဆာကူရာနဲ့အဖွားချီယိုတို့ရင်ဆိုင်နေရတာကတဲဖုံးရွာရဲ့အကျန်းဆုံးခါစက်ခခဲကိုတောင်အနိုင်ယူထားနိုင်တဲ့ဆာဆူရီဖြစ်တာကြောင့်အတိအမှတ်ပြုချီကျူးတင်လာတော့အမှန်ပါအကယ်၍သာအဖွားချီယိုမှာဆာကူရာသာရှိမနေခဲ့ဘူးဆိုရင်တေချာပေါက်10မိနစ်လောက်သာဆာဆူရီရဲ့တက်ခဲမှုတွေကိုတောင့်ခံနိုင်မှာမျိုးဖြစ်ပါတယ်ဆာဆူရီရဲ့ရုပ်သေးရစ်ဆိုတာကလည်းဘရာသားတို့အတိအမှတ်ပြုထားတဲ့အတိုင်းတော်တော်လေးယူနီဖြစ်တာကြောင့်ဆာကူရာရဲ့ဘတ်ထဲကကြည့်လို့အရန်ကောင်းတဲ့အထဲမှာပါခဲ့ပါတယ် နက်ချီနက်ခီရိုမာရူတို့ရဲ့ဘတ်ထဲလောက်တော့တဲလိုက်ရင်ဖို့စရာမကောင်းပင်မဲ့ပေးတဲ့အနှစ်သာရကိုအပြည့်အဝခန်းစားခဲ့ရပါတယ်ဘရိုတိုတိုင်းလိုင်းမှာလဲဆာကူရာတရာအိုဆူစကီရေဖန်တီးထားတဲ့ရုပ်သေးတွေနဲ့ဆက်လက်တိုက်ခိုက်ခဲ့ရပါသေးတယ်။ဆာကူရာတိုက်ခိုက်လိုက်တဲ့အိုဆူစကီရုပ်သေးတွေကဆာဆူရီရဲ့ရုပ်သေးတွေလိုမျိုးထိန်းချုပ်သူမလိုအပ်ပါဘူး။အဲနောက်မှာတော့ဆာကူရာကရှင်အူချီဟာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးအများဆုံးအသုံးပြုခဲ့တာကတော့ထိုင်ဂျီဆုစကီဆက်တွေသာဖြစ်ပါတယ်။ဆာကူရာရဲ့ line novel ထဲမှာဆိုရင်ဆာကူရာရဲ့ထိုင်ဂျီဆုစကီဆက်တွေကိုဝေဝေဆာဆာပြောပြပေးထားခဲ့ပါတယ်။ ရှင်ဦးကြီးအားဆိုတာကျွန်တော်အရင်လေးကရှင်းပြပေးထားတဲ့ဒန်းဆိုရဲ့အကြောင်းမှလည်းပါဝင်ခဲ့ပြီးအစိတ်အပိုင်းလေးကိုလက်ခံနိုင်တဲ့ availability တစ်ခုရှိနေခဲ့ပါတယ်။ဒန်းဆိုရဲ့ Sharinga ဆယ်လုံးက Indra နဲ့ Ashura ရဲ့ Chakra Nature ပေါင်းစပ်နိုင်မှုကြောင့် Izanagi availability ကိုရရှိပိုင်ဆိုင်ကြပါတယ်။ရှင်ရဲ့ Sharinga တွေကတော့လှူရှာမှုကိုသာခြေရာခံနိုင်တဲ့ Mangal Q Sharinga တွေပဲဖြစ်ပါတယ်။ရှင်ရဲ့မြင်နိုင်စွာကဒါရှစ်ချောင်းကိုအသုံးပြုတဲ့ခေလာဘီနဲ့တောင်ရှင်ထိန်နိုင်ခဲ့တာပါ။ဇာကူရာကတော့ရှင်ကိုရင်ဆိုင်တဲ့နေရာမှာဖြာကူရာစီးကိုတောင်ထုတ်မသုံးဘဲလက်နက်ဖက်နဲ့သာရင်ဆိုင်တိုက်ခတ်ခဲ့ပါရတယ်။ ဒီဘက်ထဲကဘောဒိုစီးရီးယားအန်ဒရိတ်တက်ဘက်ထဲတစ်ခုဖြစ်ပြီးဆာကူရာကတော့ဆာစကဲရောက်လာတာကြောင့်ရှင်ဦးချီဟာကိုအဆုံးမသတ်နိုင်ခဲ့ပါဘူး။ဆာကူရာရဲ့ line novel ထဲမှာတော့ဆာကူရာတယောက်ဗျာကူရာစီးကိုဖွင့်ပြီးတမီပါတဲ့ဂျီဂျူရီကီ version ကိုထန်ဂျီဆုနဲ့အနန်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဆာကူရာနဲ့ဆနာရဲတို့ကဒီဗီဒီယိုရဲ့နံပါတ်9နေရာနဲ့ထိုက်တန်နေခဲ့ကြပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်10နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ဂျီဆု user ကတော့ဟျူဂါရဲ့မင်းသမီးဟီနာတာပဲဖြစ်ပါတယ်။ ဘရာသားတို့အနေနဲ့နယ်ကြီးကိုရှုံနေခဲ့တဲ့ဟီနာသားကိုဘာကြောင့်ဒီဗီဒီယိုရဲ့နမရှိနေရာမှာထားထားရတာလဲဆိုပြီးမေကွန်းထုတ်เสียရှိပါတယ်။ဒီမေကွန်းအတွက်လည်းကျွန်တော်မှဘရာသားတို့လက်ခံနိုင်မဲ့အကြောင်းပြချက်တွေရှိနေခဲ့ပါတယ်။နယ်ကြီးလှုပ်ဆောင်နေတဲ့အရှမတ်သမီးကိုဟီနာသားကလှုပ်ဆောင်နိုင်ခဲ့ပြီးအခြားသောဂျစုအသစ်တွေကိုပါဟျူကာအတွက်ဖန်တီးနိုင်ခဲ့ပါတယ်။ဟီနာတာဖန်တီးထားတဲ့ဂျဆုကိုတော့ train on your face လို့ခေါ်ဆိုပြီးဘသူကမှတော့ထိအောင်မသုံးနိုင်ခဲ့ရှာပါဘူး။ ဟီနာတာရဲ့အသက်55နှစ်အရွယ်မှာမီနာထိုလိုမျိုးချာဂရာရဲ့ပုံစံကိုပြောင်းလဲပြီးတက်ခိုက်အသုံးပြုနိုင်မဲ့ဂျေဆုအသစ်တစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ဒီဂျေဆုကဂျန်ဒက်ဖစ်လိုမျိုးမဟုတ်ပဲဆာမင်ဟာရလိုမျိုးရန်သူရဲ့ချာဂရာကိုစုပ်ယူနိုင်စွမ်းရှိနေခဲ့ပါတယ်။ဟီနာတာကအသက်အငယ်ဆုံးဂျေဆုတီထွင်သူတွေထဲကမှဒုတိယမြောက်တီထွင်နိုင်သူလည်းဖြစ်ပါတယ်။ပထမမြောက်ကတော့မီနာထိုဖြစ်ပြီးဟီနာတာကသူတီထွင်ထားတဲ့ Twin Line Office နဲ့တောင်မှထန်တို့ဖိန်းကိုမတိုက်ခိုက်နိုင်ခဲ့ပါဘူး။ဟီနာတာတယောက်ဗျာကူကန်ရဲ့နောက်တဆင့်ဖြစ်တဲ့ထန်းဆဲကန်ကိုတောင်ဖျက်ဆီးတင်နိုင်ခဲ့ပါတယ်။ ဒီ tensor ကံရဲ့ origin က hamura ဖြစ်ပြီး hamura ရဲ့ chakra ကိုလက်ခံရရှိထားတဲ့ hinata က toneri ရဲ့ tensor ကံကိုဖျက်ဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုပြောနေတဲ့အကြောင်းအရာတွေက naruto the last ဆိုတဲ့ movie တဲကအကြောင်းအရာတွေဖြစ်ပြီးနောက်ပိုင်းမှာလိုအပ်လာနိုင်တဲ့ fact တွေလည်းဖြစ်ပါတယ်။ဒီလိုဒီလိုလောဆောင်နိုင်စွမ်းတွေကြောင့်ရ hinata ကအခုအချိန်ထိအသက်ရှင်နေသေးတာတွေကြောင့်ပါ neji ရဲ့အထက်မှာထားထားလိုက်တာမျိုးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့ number 7နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ကျဆူ user ကတော့ rainkake a ပဲဖြစ်ပါတယ်။ ရိုင်းခါကဲအေဆိုရဲနေရာမှာတတိယမြောက်နဲ့စတိုတာမြောက်ရိုင်းခါကဲနေရာစလုံးကိုဆူလို့ဂျင်နာမျိုးဖြစ်ပါတယ်ရိုက်ခါကဲအေနီယောစလိုအတုံးပြတဲ့ထိုင်ကျစုကိုနေထိုင်ကျစုလို့ခေါ်ဆိုပြီးနေကျစုနဲ့ထိုင်ကျစုတို့ကိုပေါင်းဆက်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ရိုက်ခါကဲအေနီယောစလုံကထိုင်ကျစုမှာပြောသလောက်ကြီးပါရမီမပါလာချပင်မဲ့လိုက်ထင်ဝဲယုံနဲ့ပေါင်းဆက်ပြီးအတုံးပြတာဖြစ်လို့တော်တော်လေးကိုကြံပါတယ်။လိုက်ထင်ဝဲယုံကရိုက်ခါကဲရဲ့ defensive ability စပီးနဲ့တန်မာမှုတို့ကိုတိုးမြင့်ပေးပါတယ်။ရိုက်ခါကဲရီက3ရဲ့ chakra ကို reaction တစ်ခုနဲ့လျှက်စီးဝဲယုံကိုဖန်တီးတာမျိုးဖြစ်လို့ ထိုင်ကျစုနဲ့ပါဆက်လက်ပေါင်းဆက်နိုင်ခဲ့ကြပါတယ်။တတိယမြောက်ရိုင်းခါခဲဆိုရင်လည်း၃ချိန်မြောက်ရှင်နိုဘီစစ်ပွဲအတွင်းမှာ perfect ရှိလို့နာမည်ကြီးခဲ့ပါတယ်။ဘာလို့ဆိုစစ်ပွဲအတွင်းမှာတတိယမြောက်ကရှင်နိုဘီတထောင်ကိုရင်ဆိုင်နိုင်ခဲ့တာကြောင့်ပါ။တတိယမြောက်တင်းဆုံသွားခဲ့ရတာကလည်း chakra ကုံသွားလို့သာဖြစ်ပြီးနောက်ဆုံးအချိန်ထိဘသူကမှရိုင်းခါခဲကိုထိခိုက်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ရိုင်းခါခဲကိုထိခိုက်အောင်လုပ်ဆောင်နိုင်ခဲ့တာကလည်းသူ့ရဲ့လက်ချောင်းတွေပဲဖြစ်ပါတယ်။ဒီလက်ချောင်းတိုက်ကွက်ကိုတော့ Lightning Larian လို့ခေါ်ဆိုပြီးချီတိုရီနဲ့အနှဲငယ်စစ်တူးမှုရှိပါတယ် မတူတာတစ်ခုကတော့အသုံးပြတဲ့လက်ချောင်းနဲလာလေးလေးထိုးဖောက်နိုင်စွမ်းကလည်းမြင်မာလာလေးလေးဖြစ်ပါတယ်။ Rhine Kage ရဲ့လက်တချောင်း version က Universe မှာရှိတဲ့အရာမှန်သမျှကိုဖျက်တောင်းနိုင်ခဲ့ပါတယ်။ Rhine Kage ဖျက်တောင်းနိုင်ခဲ့တဲ့အရာတွေကတော့ Gyuki ရဲ့အမည်နဲ့ဥကြိုတွေပဲဖြစ်ပါတယ်။ Gyuki နဲ့တိုက်ခိုက်ခဲ့တဲ့ကြာချိန်ကလည်း၃ရက်ဆိုတော့တော်တော်ကျန်းတဲ့ခါခဲတယောက်ဆိုရင်လည်းမမှားဘူးပေါ့။တတိယမြောက်ပြီးသွားရင်တော့သူ့ရဲ့တားဖြစ်သူစတုတ္တမြောက်အကြောင်းကိုဆက်ပြီးတော့ပြောကြပါမယ်။ ဒေါက်တာမြောက်ရိုင်းခါခဲကသူ့ဘာခင်ထက်ပို့ပြီးတော့မြန်ခဲ့တာကြောင့် Universe မှာတစ်ချိန်လုံးကအမြန်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Naruto ရဲ့ဘာခင် Minato ရဲ့ Flying Thunder ကိုကျဆူပေါ်လာတာကြောင့်ဒုတိယအမြန်ဆုံးလူသားဖြစ်ခဲ့ရပါတယ်။ Minato ရဲ့တည်ဆုံးမှုပြီးသွားတဲ့နောက်ပိုင်းမှာတော့ Rain ခါခဲတယောက်အမြန်ဆုံးလူသားဆိုတဲ့ title ကိုပြန်လည်ရရှိခဲ့ပါတယ်။ Rain ခါခဲ ASP က Tsunade, Sasuke နဲ့ Naruto တို့ထက်ပို့ပြီးတော့မြန်နေခဲ့ပါတယ်။ဒါဖြစ်သူ A ကဘာခင်ဖြစ်သူရဲ့အမွေဖြစ်တဲ့ Black Lightning ကျဆူကိုတော့မတက်မြောက်ခဲ့ပါဘူး။ ၅ရောင်ရောင်ရောင်ခါကဲဖြစ်လာတဲ့ဒါရူရီကားသားလေးတတိယမြောက်ရဲ့အမွေဖြစ်တဲ့ Black Lightning ကိုအတုံးပြနိုင်ခဲ့တာပါတတိယမြောက်ရိုင်းခါခဲမာက Black Lightning လိုမျိုး offensive ability တွေရှိနေတာကြောင့် Stoder မြောက်ထပ်ပို့ပြီးတော့ Jander Man ပင်မယ် Stoder မြောက်က Stoder မြောက်ရှင်တို့ပြီးစစ်ပွဲမှာပါဝင်ခွင့်ရှားခဲ့တာကြောင့်ပိုများတဲ့လုံဆောင်နိုင်စွမ်းလေးကိုပိုင်ဆိုင်ထားခဲ့ပါတယ်နံပါတ်6နေရာမှာတော့ Brother တို့မထင်မှတ်ထားနိုင်တဲ့လူတစ်ယောက်ဖြစ်တဲ့ Khasekage Gara ကိုထားထားခြင်းပါတယ် ဂါရာကိုကျွန်တော်တို့အနေနဲ့ series တက်လျှောက်လုံးမှာ magnet release နဲ့ terry ကိုထိန်းချုပ်ပြီးတက်ခိုက်တက်တဲ့ character တစ်ခုအနေနဲ့သာမြင်ခဲ့ကြတာပါကားရရဲ့အားအနည်းဆုံး availability ကတော့ထန်ချစ်စုဖြစ်ပြီး now tone spruan မှာထန်ချစ်စုနဲ့ပတ်သက်ပြီးတော်တော်ကြီးကို nav ခံခဲ့ရတာပါ။ကားရကထန်ချစ်စုရဲ့လုံဆောင်နိုင်စွမ်းကို rockley နဲ့1 by 1တိုက်ခိုက်တဲ့အချိန်မှာခရေကနားလည်သွားခဲ့ပါတယ်။ဒီလိုအားနည်းချက်ကိုပြင်ဆင်နိုင်ဖို့အတွက်ကားရတယောက် shira လို့ခေါ်တဲ့ထန်ချစ်စု user တယောက်နဲ့ထန်ချစ်စုကိုလေ့ကျင့်ဖြစ်ခဲ့ပါတယ်။ ရှီရာနဲ့ရော့ကီတို့တိုက်ခိုက်ခဲ့ကြတာကဖီလာတစ်ခုသားဖြစ်ပြီးခန်နိုမဟုတ်တာကြောင့်ထဲတော့မပြောတော့ပါဘူး။ဒါပေမဲ့ဂါရာကရှီရာစီမှာထိုင်ရစုကိုတင်ကြားခဲ့တယ်ဆိုတာကတော့ခန်နိုတစ်ခုပဲဖြစ်ပါတယ်။ဒီအပိုင်းတစ်ခုလုံးကဖီလာလို့သတ်မှတ်ခံခဲ့ရပေမဲ့ဂါရာတယောက်နောက်ပိုင်းမှာထိုင်ရစုကိုပြပြဝါဝသုံးလာနိုင်တာဟာဒီဖီလာရဲ့စပို့ပေးမှုကြောင့်သာဖြစ်ပါတယ်။ဘရိုတိုရဲ့ထိုင်လိုက်မှာတော့ဂါရာတယောက်ကင်ရှီကီကိုတိုက်ခိုက်ခဲ့တဲ့အချိန်မှာသူ့ရဲ့ထိုင်ရစုအဗလက်တီကိုထုတ်ဖော်ပြသလာခဲ့ပါတယ်။ ခင်ရှိကီစီမာကအလုံးတီးကြတဲ့အတိုင်းဗျာကုကံတွေပါရှိနေတာကြောင့်ထန်းချစ်စုချင်းရှင်ရင်တောင်းအရေးတာနေခဲ့ပါတယ်။ဒါပေမဲ့လည်းကားရာတယောက်ခင်ရှိကီကိုစာစကဲနဲ့နာအောင်ထလို့လိုမျိုးတည်တည်ချာချာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ခင်ရှိကီဆိုတာထန်းချစ်စုနဲ့ခန်ချစ်စုတို့မှာအားသာတဲ့အိုဆူစကီတယောက်ဖြစ်ပြီးဒီလိုလူမျိုးကိုတောင်းတိုက်ခိုက်နိုင်ခဲ့တဲ့ကားရာရဲ့ထန်းချစ်စုကိုလည်းအတိအမှတ်ပြုပေးရပါလိမ့်မယ်။နံပါတ်5နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ချစ်စု user ကတော့ဂါရွာနဲ့အတူချူနီအိဇမ်းမှာတက်ခိုက်ခဲ့တဲ့ The Last Uchiha Sasuke ပဲဖြစ်ပါတယ်။ စာစကဲလိုကောင်စားမျိုးကိုနံပါတ်5နေရာမှာထားထားတဲ့အတွက်ကြောင့်ဘရာသားတို့အနေနဲ့ကျေနပ်မှာမျိုးမဟုတ်ပေမဲ့ဒီမကျေနပ်မှုတွေအတွက်ကျွန်တော်မှာဖြည့်ရှင်းပေးနိုင်မယ့်အကြောင်းပြချက်တွေရှိပါတယ်။စာစကဲဆိုတာထန်ကျစုထက်ခန်ကျစုမှာပိုပြီးပါရမီပါတဲ့ဥချီဟာတယောက်ပဲဖြစ်ပါတယ်။အိုရိုချီမာရုရဲ့ကုဆာနာကီနဲ့ခါကာရှိရဲ့ချီရိုရီတို့ကိုပေါင်းဆက်ပြီးတိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။စာစကဲကဥချီဟာတယောက်ဖြစ်တာကြောင့်သူရဲ့ရှာရင်းကန်နဲ့လှူရှာမှုတွေကိုကူးယူနိုင်စွမ်းရှိပါတယ်။ စာကဲကချူနေအဇန်အတွင်းမှာ Rockley ရဲ့ primary lotus ကိုကူးယူပြီးအတန်နေစာတယောက်ကိုတိုက်ခိုက်ဖူးခဲ့ပါတယ်။နောက်ထူရဲ့ Jigiri Ricky Fawn နဲ့တောင်ထန်ဂျီဆူကိုအသုံးပြုပြီးရှင်ထိန်နိုင်ခဲ့တာပါ။စာစကဲမှာအဲ့အချိန်တုန်းက Cosmic နဲ့3 Tomo ရဲ့ Sharing Gun တို့ရှိနေတာကြောင့် Naruto ရဲ့တမိပါတဲ့ Jujutsu Form ကိုတောင်ထင်းချုပ်ထားနိုင်ခဲ့ပါတယ်။စာစကဲက Shippuden မှာဆိုရင် Data Run နဲ့ Killer Bee တို့ကိုတိုက်ခိုက်ခဲ့ရပြီး Gamon နဲ့ဆက်တကူလည်းရှိနေခဲ့ပါတယ်။ ဒီဘက်ထရီမှာဆာစကေးရဲ့ထိုင်ကျစုစကေးဆက်တွေကိုတည်တည်ဆာဆာမမြင်တွေ့ခဲ့ရပေမဲ့အီတာချီနဲ့ဘက်ထဲမှာတော့အကျန်းစားနဲ့အလန်းစားထိုင်ကျစုစကေးဆက်တွေကိုမြင်တွေ့ခဲ့ကြရပါတယ်။နောက်ထိုးနဲ့ final ဘက်ထဲမှာလည်းဆာစကေးတယောက်သူ့ရဲ့ထိုင်ကျစုကိုအများကြီးဖော်ပြသွားခဲ့ပါတယ်။ဘရိုဒိုထိုင်းလိုင်းမှာဆိုရင်ဆာစကေးတယောက်မိုမိုရှိကီကိုထိုင်ကျစုနဲ့ပဲရင်ဆိုင်ဖြစ်ရှင်းခဲ့ပါတယ်။ဒါရီနဲ့လက်ယုံရေးပိုင်းကိုသာနှမ်းရှင်မယ်ဆိုရင်ဒါရီနဲ့ခီလာဘီဒိုကလည်းဆာစကေးနဲ့တန်းတူတဲ့အဆင့်တစ်ခုမှရှိနေခဲ့ကြပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ကျဆူယူဇာကတော့ခခရှိပဲဖြစ်ပါတယ်။ SARS ကဲလို့ခခရှိရဲ့တပည့်တယောက်ကတော့ထန်ကျဆူမှာ sharing ကံကြောင့် expert ဖြစ်နေခဲ့ရင်ခခရှိကလည်းတေချာပေါ expert အနေအထားမှာရောက်ရှိနေခဲ့ပါတယ်။ sharing ကံကကျဆူတိုင်းကို copy နိုင်တယ်ဆိုတဲ့အနေအထားမှာထန်ကျဆူကလည်းအပါအဝင်ပဲဖြစ်ပါတယ်။ထန်ကျဆူဆိုတာကိုခံပညာရက်တစ်ခုဖြစ်တာကြောင့် instant အသုံးပြုလို့ရတဲ့ကျဆူတွေနဲ့တော့မတူကွဲပြားပါဘူး။ဆိုလိုချင်တဲ့သဘောကတော့ထန်ကျဆူကို copy မယ်ဆိုရင်အသုံးပြုတဲ့ကျဆူတွေလောက်တော့ powerful မဖြစ်နိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုပဲကူးယူထားတာဖြစ်လို့တကယ်ထန်းချစ်စုယူဆတရားရဲ့ damage ကိုတော့မမီနိုင်ပါဘူး။ဒါပေမဲ့ခါခါရှိနေတဲ့ SARS ကတော့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတမာမှုကိုအချိန်တိုင်းတိုးမြင့်နေတာမျိုးဖြစ်လို့ damage ကလည်းများပြားပါတယ်။ခက်ခဲလွန်းလာပါတဲ့ဆိုတဲ့ Water Dragon Bullet လိုမျိုးတစ်စုနဲ့အတူတစ်စုပေါင်းတစ်ထောင်ကျော်ကိုကူးယူထားနိုင်တဲ့လူတယောက်ဖြစ်တဲ့အတွက်ထိုင်းကျစုရဲ့လှုပ်ရှားမှုပုံစံကိုကူးယူဖို့ဆိုတာကလည်းအရင်ကြီးမခက်ခဲလာပါဘူး။ခါခါရှိကလောင်းတဲ့ Mirage တစ်စုရဲ့အပြင် Millie Ray ဖြစ်တဲ့ Chidori နဲ့ Raikiri တို့ကိုပါအသုံးပြုနိုင်ပါတယ်။ ကာကာရှိကဟာတာကေမြို့နယ်ဇဝင်တယောက်ဖြစ်တာကြောင့်ချာကရာနေပါမှုနဲ့အတူချီရီချက်တစင်နေတဲ့ရိုက်ခီရီကိုသာအတုပြနိုင်ခဲ့ပါတယ်။ကာကာရှိရဲ့ထန်ကျစုအဗလက်ဒီကိုကျွန်တော်တို့မီနာထိုရဲ့ဗာတက်စ်မှာပထမဆုံးစတင်နေတွေ့ခဲ့ရပါတယ်။နောက်ပိုင်းမှာလည်းဇာဘူဇာနဲ့ကာကူဆူရိုကိုထန်ကျစုနဲ့တိုက်ခိုက်ခဲ့ပြီးတော်တော်လေးလည်းပြင်းထန်ခဲ့ပါတယ်။ကာကာရှိရဲ့အဓိကပြိုင်ဘက်ကတော့မိုက်ဂိုင်းပဲဖြစ်ပါတယ်။မိုက်ဂိုင်းကအစားစားအရာရာအတွက်ကာကာရှိနဲ့လိုက်ရှင်ပြိုင်နေခဲ့ပြီးကာကာရှိကလည်းမိုက်ဂိုင်းရဲ့ထန်ကျစုစကေးဆက်တွေကိုကူးယူနိုင်ခဲ့ပါတယ်။ time skate ကာလမှာခကာရှိတယောက် training တစ်ခုကနေမှတစဉ်ပထမမြောက်ကိတ်ကိုဖွင့်နိုင်ခဲ့ပါတယ်။ခကာရှိရဲ့ထန်ကျစု level က Mike Guy နဲ့ Rock Lee တို့ရဲ့ level လောက်တောင်အဆင့်မီနေခဲ့တာပါ။ Naruto ခင်မှာ Naruto ရဲ့ပြောပြချက်အရခကာရှိဆိုတာ Kiba ထက်လည်းအနက်ခံကောင်းတယ်လို့ Shikamaru ထက်လည်းပိုပြီးတော့ smart ဖြစ်နေခဲ့ပါတယ်။အရေးကြီးဆုံးအချက်ကတော့ခကာရှိရ Rock Lee ထက်လည်းထန်ကျစုပိုင်းဆိုင်ရာမှာတိုးတက်ကောင်းမွန်နေခဲ့တာပါ။အဲဒီတော့က Rock Lee ရဲ့ထန်ကျစု level က Gate 5ခုကိုဖွင့်ပြီး Gaara ကိုရိုက်နိုင်တဲ့အထိကျန်နေခဲ့ပါတယ်။ ဒီလိုထိုင်ကျစုမျိုးထတ်တောင်ခက်ခရှိရဲ့အဆင့်အတန်းကပုံမှန်မြင့်မာနေကြတာပါစပူဒန်ကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာတော့ခက်ခရှိတယောက်သူ့ရဲ့မျက်လုံးပတ်ရှင် OB2 အတွက် 1x1 cover availability rate ကိုထုတ်ပြခဲ့ပါတယ်ဒီအချိန်မှာ OB2 ရဲ့ mass version ကအထူးရောက်ဖြစ်နေတာကြောင့်တော်တော်ကြီးကို powerful ဖြစ်နေခဲ့ပါပြီခက်ခရှိထက်ဆိုင်ရင် OB2 မှာကဟာရှိရဲ့ဆယ်နဲ့ပေါက်ဆက်ထားတာကြောင့်တိတဲ့အတိုင်းခံမှုကိုအကန့်အသတ်မရှိအတုံးပြနိုင်ပါတယ် Tattoo Pain လိုမျိုး Running Cavalry ကိုအတုံးပြနိုင်တဲ့ character နဲ့တော့သူတို့ပြန်ငါးတစ်ပြန်တိုက်ခိုက်နိုင်ခဲ့ပါသေးတယ် ဝင်းနင်းကန်ရောခမွေးရောပါဝင်တဲ့ Obito ရဲ့အဖြစ်အောင် Mass Version နဲ့ရင်ဆိုင်ခဲ့ရတာပါ။ Kakashi နဲ့ Obito နှစ်ယောက်ခမွေး Dimension မှာသူတပြန်ငါတပြန်တိုက်ခိုက်ခဲ့ကြတာရဲ့65ရာခိုင်နှုန်းဟာ Tenjutsu Ability တွေပဲဖြစ်ပါတယ်။ Kakashi ရဲ့ Version က Brother တို့တီးတဲ့အတိုင်းခမွေးတစ်ခါတုံးနိုင်စေယုံတစ်ခါရှောင်းနေတဲ့ Version မျိုးဖြစ်ပြီး Obito ရဲ့ version ကတော့ Renegan တစ်ဖက်ခါမွေးတစ်ဖက်ရရှိထားတာကြောင့်ခါခါရှိတဲ့စာရင်ပိုကောင်းတဲ့ထိုင်ကျစု skill set တွေကိုထုတ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ခါခါရှိက Obito ကိုခါမွေး dimension မှာအေးအေးဆေးဆေးတတတရရထိ ंछ ုပ်ထားနိုင်ခဲ့ပါတယ်။ ဘရိုဒိုထိုင်းလိုက်မှာလည်းခါခါစီတယောက် extra sensor validity တစ်ခုဖြစ်တဲ့ Mangal Q မရှိတော့တာတောင်မှခါရှင်ခိုဂျီလိုမျိုး character ကိုထိုင်းကျစုနဲ့ရင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ခါရှင်ခိုဂျီဆိုတာက Ishikiya Versace ကိုတောက်ဖြတ်စီးနိုင်ခဲ့တာကြောင့်ခါခါရှိရဲ့ final version ကလည်းတမ်းမှာတင်းတလောက်တမ်းမှာနေကြောင်းသိထားရပါတယ်။ကာကာရှိတပ်ပိုပြီးကျန်တဲ့ထိုင်းကျစု availability ထိုင်းကျစု skill set တွေကိုပိုင်ဆိုင်ထားတဲ့လူကတော့ Majora ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ video ရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ထိုင်းကျစု user ကတော့ Majora ပဲဖြစ်ပါတယ်။ မာဂျာရာကတော့အလုံးတိချားတဲ့အတိုင်းထန်ကျစုမာတယ်မဟုတ်ပဲစေကျစုနေကျစုကန်ကျစုနဲ့ခန်ကျစုအဗလက်တီတွေကိုပါကျွမ်းကျင်ပိုင်နိုင်ပါတယ်။ဂိမ်းတစ်ခုလိုသတ်မှတ်မယ်ဆိုရင်မာဂျာရာကနောက်ထပ် series ရဲ့နောက်ဆုံး human boss တကောင်လည်းဖြစ်ပါတယ်။အကြီးဆုံး fire ball နဲ့အတူအုတ်က gary ကိုတောင်ဖန်တီးနိုင်ခဲ့တာကြောင့်ပြောစရာမလိုတော့အောင်ကိုတတ်မှတ်နေခဲ့ပါတယ်။လေဆာနဲ့ power lighting ကျစု record အတုပြထားနိုင်ခဲ့တာကြောင့်သတ်မှတ်ခြင်းရဲ့ goal level တော့သတ်မှတ်ထားနိုင်ပါတယ် တတိယမြောက်ရိုက်ခတ်ကေကသူရဲ့ထိုင်ဂျစ်စုနဲ့ရှီနိုဘီတပ်သားပေါင်း1000လောက်ကိုတိုက်ခိုက်ပြီးပြေဆုံးသွားခဲ့ပေမယ့်မာဂျူရာကတော့သူရဲ့ထိုင်ဂျစ်စုနဲ့ရှီနိုဘီတပ်သား2000လောက်ကိုအေးအေးဆေးဆေးတိုက်ခိုက်နိုင်ခဲ့ပါတယ်ရှီနိုဘီ2000လောက်ကလည်းခုနိုင်တွေဓာရီစက်ကူဘုံတွေနဲ့အတူမာဂျူရာကိုတိုက်ခတ်ခဲ့ပေမယ့်မာဂျူရာကအဲရိုဗာရှင်ဖြစ်နေတာကြောင့်အဆင်ပြေပြေရှိနေခဲ့တာပါမာဂျူရာတယောက်သူအသက်ရှင်နေတဲ့အချိန်မှာကတည်းကမူနဲ့အိုနိုကီတို့ကိုတိုက်ခိုက်ခုခဲ့ပါတယ် မူဆရာကဒုတိယမြောက်မီဆူခါခဲဖြစ်တဲ့ကံကတ်စုကိုတောင်ဖြစ်ရှင်းနိုင်ခဲ့ပြီးဒီလိုလူမျိုးကိုတောင်မာဂျရာကကောင်းကောင်းကြီးပညာပေးနိုင်ခဲ့တာပါ။ဒါကြောင့်အိုနိုခီတယောက်မာဂျရာနဲ့ရင်ဆိုင်ရတဲ့အချိန်မှာသူ့ရဲ့အတက်ကိုရင်းပြီးတောင်တိုက်ခိုက်ခဲ့တာမျိုးဖြစ်ပါတယ်။ဘရာသားတို့အနေနဲ့မာဂျရာကိုတောင်နံပါတ်3နေရာမှာထားထားနိုင်ရင်ဘာလို့ဟာရှီဝါမားကိုကြာမထည့်တာလဲဆိုပြီးတော့မေးခွန်းထုတ်လို့ရပါတယ်။အဖြေကရိုးရှင်းပါတယ်။စန်ဂျူရီတော်တော်များများကထိုင်ကျစုမှာထပ်ဆိုင်ရင်ခန့်ကျစုလို့ခေါ်တဲ့ဒါရေးမှာပို့ပြီးပါရမီပါကြပါတယ်။ ကျွန်တော်ဆိုလိုတာကဟာရှီရာမာရဲ့ generation တကူတည်းသားဖြစ်ပြီးဆူနာတဲတို့ရဲ့မျိုးဆက်တွေတော့မဆိုလိုတော့ပါဘူး။ဘိုဆူမာရဲ့ခေတ်ကနေမှတစင်ဟာရှီရာမာနဲ့ထိုဘီရာမာတို့ရဲ့ KFT ဓာရီကိုသာစောင်းပေးလေ့ကျင့်ခဲ့တာကြောင့်ထန်ကျဆူမာကတော့စန်ဂျူရီကအူချီဟာရီလောက်အလေးမသာချပါဘူး။ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ထန်ကျဆူ user ကတော့ကျွန်တော်တို့အားလုံးရဲ့အချစ်တော်မိုက်ခိုင်းပဲဖြစ်ပါတယ်။ဒါဆိုရင်အကျဉ်းဆုံးထန်ကျဆူ user ကဘယ်သူလဲဆိုတာကို browser တို့သိချင်နေလောက်ပါပြီ။နံပါတ်1နေရာမှာရောက်ရှိနေနိုင်တဲ့ character ကိုအသာထားပြီး Mike Guy ရဲ့အကြောင်းကိုအရင်ဆုံးရှင်းလင်းကြပါမယ်။ မိုက်ဂိုင်းဆိုရာ Master 4AK လို့တောင်းတင်စားနိုင်တဲ့ character တစ်ခုဖြစ်ပြီး gate ship ခုလုံးကိုလည်းဖွင့်နိုင်တယ်လို့ဖွင့်ရတဲ့တက်တီလည်းရှိနေခဲ့ပါတယ်။ gate ship ခုအကြောင်းကိုပြည့်ပြည့်စုံစုံသိချင်တဲ့ဆိုရင်ကိုစီကိုအနေနဲ့ဒီဗီဒီယိုမှာအသေးစိတ်ကြကြလေးရှင်းပြပေးထားတာကြောင့်သွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။မိုက်ဂိုင်းတယောက်6ခုမြောက် gate ကိုဖွင့်ပြီး Morning Peacock ကိုအသုပ်ပြုနိုင်ပါတယ်။မိုက်ဂိုင်းရဲ့ထိုးချက်ကလေနဲ့ပုတ်တိုက်ပြီးမိရောက်တွေကိုဖန်တီးနိုင်တဲ့အထည်ပြင်ရရှိတာကြောင့်မြင်းနဲ့အတိုင်းလေပေါ်မှာတွေ Fireball ကျစုတွေကိုဖန်တီးနိုင်ပါတယ်။ ခီစားမဲလိုမျိုးရေပုံစံမှာကျွမ်းကျင်လာပါတယ်ဆိုရဲအာကာစုကီအဖွဲ့ဝင်တယောက်ကိုတော့မိုက်ကိုင်အနေနဲ့နှစ်ခါတီးတီးအနိုင်ယူဖြစ်ရှင်းနိုင်ခဲ့ပါတယ်။မိုက်ကိုင်တယောက်ခုနှစ်ခုမြောက်ကိတ်ကိုဖွင့်ပြီးတဲ့အချိန်မှာတော့ daytime tiger လို့ခေါ်တဲ့ကျစုတစ်ခုကိုအသုံးပြုနိုင်ပါတယ်။ဒီတဲ့အချိန်မှာတော့မိုက်ကိုင်တယောက်လေကိုလက်သီးနဲ့မထိုးတော့ဘဲလေကိုလဝါးနှစ်ခုနဲ့ရှိုက်ပြီး PR ပြေးလေလိုင်းတစ်ခုကိုဖန်တီးလိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီကျစုရဲ့ပြင်အားကအရန်များပြီးအကွာအဝေးတစ်ခုလောက်အထိခရီးသွားနိုင်စွမ်းရှိပါတယ်။မိုက်ကိုင်ရဲ့ရှစ်ခုမြောက်ကိတ်ကတော့ Life Force အချင်းတစ်ခုဖြစ်ပြီး Evenny Elephant ကိုအတုပြနိုင်ပါတယ်။ Avani Elephant ဆိုတာကလေကိုထိုးပြီးမိမထွက်စေပဲလေလိုင်းတွေကိုသာဖန်တီးနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီလေလိုင်းတွေက Brother တို့တီးတဲ့အတိုင် True Seeking Bore ကိုတောင်ဖျက်ဆီးနိုင်ခဲ့တာပါ။ AK Fawn ရဲ့အဆုံးသတ်မှာတော့နိုင်ငံကိုပြောင်းလဲသွားခဲ့ပြီး Dynamic ကန်ချက်တစ်ခုကိုအသုံးပြုနိုင်ပါတယ်။ဒီကန်ချက်ရဲ့ပြင်အားက Spray Time ကိုတောင်ကွေးညွတ်သွားစေတာကြောင့်အရန်အရန်ပြင်ထန်ပါတယ်။ဒီကံကျက်နဲ့ပဲမိုက်ကိုင်းတယောက်နောက်ထိုး series ရဲ့ final boss တကောင်ဖြစ်တဲ့ Madra ရဲ့အယိုးရီကိုတောင်ကျိုးသွားအောင်ကန်နိုင်ခဲ့ပါတယ်။မိုက်ကိုင်းနဲ့အတူ Rockley ကိုလည်းကျွန်တော်ကနံပါတ်2နေရာမှာထားထားခြင်းပါတယ်။ ။ Rockley ကလည်း Mike ကရဲ့တပည့်တယောက်ဖြစ်တာကြောင့် AK ကိုဖွင့်လှစ်နိုင်ပါတယ်။ Gaura ကိုတော့ဂိမ်၅ခုနဲ့ယင်ဆိုင်နိုင်ခဲ့ပြီး Kimimaro ကိုတော့အရှံမူးတိုင်းနဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်။ Brodo ရဲ့ timeline မှာလည်းဥက္ကာကဲတစ်ခုလုံးကိုတော့ခုနှစ်ခုမြောက်ဂိတ်ကိုဖွင့်ပြီးဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ထိုင်းကျစု user ကတော့ Siri ရဲ့ main character Naruto ကရောက်ရှိနေခဲ့ပါတယ်။ Brother တို့ကိုရှင်းပြပေးမှုတဲ့ Brilliant Mode ဆိုတာက Naruto ရဲ့ထိုင်းကျစု ability တွေကိုတိုးမြင့်ပေးနိုင်တဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။ ဖေရီယွန်မုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ထန်ကျစု level က god level မှာတောင်းရှိနေခဲ့တာပါ။ဘာလို့ဆိုနာအိုထိုးရဲ့ဘဝအစမှာကတည်းကလူအကုန်လုံးကိုထန်ကျစုနဲ့သာတိုက်ခိုက်ခဲ့ရတာပါ။သူအသုံးပြနိုင်တဲ့ကျစုဆိုတာကလည်းတည်တဲ့အတိုင်း shadow clone တခုတည်းသာရှိနေခဲ့ပါတယ်။ SARS ကနေတိုက်ခိုက်ခဲ့တဲ့အချိန်မှာလည်း shadow clone နဲ့ rasengan လောက်ကိုသာအသုံးပြနိုင်ခဲ့ပြီးကြံတဲ့အပိုင်းမှာတော့ထန်ကျစုကိုသာဇောင်းပေးအသုံးပြခဲ့ပါတယ်။စိတ်မုတ်ကိုတက်မြောက်ပြီးတဲ့အချိန်မှာတောင်းထန်တို့ဖိန်းကိုထန်ကျစုနဲ့သာရိုက်ခဲ့ပါတယ်။ KCM version 1နဲ့2မှာလည်းထန်ကျဆူကိုကောင်းကောင်းမွန်မွန်ဆက်လက်အတုပြနိုင်ခဲ့ပြီး Spuran ရဲ့ final version ဖြစ်တဲ့ Hagoromo ရဲ့ Super Chakra မုံမှာဆိုရင်လည်းအရင်ကတည်းကထန်ကျဆူတွေကိုတွေ့မြင်ခဲ့ရပါတယ်။ Kurama ရဲ့ကိုညီမှုတစ်ခုတည်းနဲ့ Naruto တယောက်ဖြာကူကန်နဲ့ Sharingan တွေကိုအပြုတ်ဖြုတ်လာခဲ့တာပါ။ Naruto the Last ထဲမှာလည်း Toneri ကိုထန်ကျဆူ skill set တွေနဲ့တိုက်ခတ်ခဲ့ပါတယ်။ Toneri ရဲ့ထန်းဆဲကံမုတ်ကိုတောင်လွင်ထွက်သွားအောင်ပိတ်ထိုးနိုင်ခဲ့တာပါ။ Toneri အပြင် Naruto က Osusuki ရဲ့ဖြစ်တဲ့ Momoshiki နဲ့ Kenshiki တို့ကိုပါထိုက်ကျဆုနဲ့တက်ခတ်ခဲ့ပါဗါး အီရှိကီဆိုရာကတော့အကျန်းဆုံးအိုဆူစကီတပါဖြစ်ပြီးလိုကောင်မျိုးကိုတောင်နာအိုတိုကဗီဒီယိုမုန်းနဲ့ဖြည့်ရှင်းနိုင်ခဲ့တာကြောင့်နာအိုတိုရဲ့ထန်ချစ်စုကဂေါ်လေဗယ်တစ်ခုမှတောင်ရောက်ရှိနေခဲ့တာပါခရမာရဲ့ချာဂရန်နဲ့ရီယက်ထားတဲ့နျူကလ িয়ার ဖျူရှင်အနေဂျီတစ်ခုဖြစ်နေတာကြောင့်နာအိုတိုကအဲ့အချိန်မှာနေတစုရဲကိုအသုံးမပြုနိုင်ခဲ့ပါဘူးဒါကြောင့်ထန်ချစ်စုတစ်ခုတည်းနဲ့ဒါအီရှိကီရဲ့တိုက်ခိုက်မှုတွေကိုအကောင်းဆုံးခုခံပြီးကောင်တာအတက်ပုံစံမျိုးပုံဖော်ခဲ့တာပါ ပေါ်တိုကာဝကီနဲ့မိုက်တိုင်းတို့လိုမျိုးခရိုက်တာတွေကိုလည်းဒီနေ့ဗီဒီယိုမှာထည့်သွင်းခြင်းခဲ့ပေမဲ့လိုအပ်ချက်တွေရှိနေသေးတာကြောင့်ရော top 10ဆိုတဲ့သတ်မှတ်ချက်တစ်ခုကြောင့်မှမထည့်သွင်းနိုင်ခဲ့ပါဘူး။နောက်ထိုးစီးရီးနဲ့ဘိုဇိုစီးရီးရဲ့ခရိုက်တာတွေကိုပဲ list ထုတ်ထားတာကြောင့်မန်ကာမှာကျန်နေတဲ့ခရိုက်တာတွေကတော့စိတ်မကောင်းစွာနဲ့မပါဝင်လာခဲ့တာပါ။ကဲဒီနေ့မှာတော့ brother တို့အတွက်အကျဉ်းဆုံးထိုင်ကျစု user 10ယောက်အကြောင်းကိုပြောပြပေးသွားခဲ့တာဖြစ်ပါတယ်။အော်ဒါနဲ့ brother တို့အနေနဲ့ NMA regret တွေကိုကျွန်တော်ရဲ့ Hidden Spuran ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါရစေ။အပွားပါမနေ့ပြန်ကြရင်နောက်ထပ် video အသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့။အားလုံးပဲ bye bye ။